ိုင်းနိုင်ငံရဲ့ကြားဖြန့်တိုက်ခိုက်ရေးကြိုးပမ်းမှုတွေကြာရှုံးနေရတဲ့အဓိကအကြောင်းရင်းဟာနိုင်ငံရေးနဲ့ဘယူရိုကရေစီရန်ရဲတွေကဩဇာကြီးမားတဲ့ပုံကိုယ်တွေကိုယ်တိုင်ကလက်ငွေတွေယူပြီးရာဇဝတ်ကောင်တွေကိုအကောက်အွယ်ပေးနေလို့ဖြစ်တယ်လို့ထိုင်းနိုင်ငံရဲ့အဂရီလိုက်စားမှုတိုက်ဖြတ်ရေးအဖွဲ့ဥက္ကရာဒေါက်တာမာနာကထုတ်ပေါ်ပြောကြားလိုက်ပါတယ်ဒေါက်တာမာနာကသူ့ရဲ့ Facebook စာမျက်နှာပေါ်မှာဒီရာဇဝတ်ကောင်ရဲ့တွေရဲ့နောက်ွယ်က ပေါင်မိုက်ဆုံအာနာနဲ့ဆက်သွယ်မှုတွေကြောင့်အာနာပိုင်တွေဟာအောက်ခြေအဆင့် operator လေးတွေကိုပဲဖမ်းဆီးနိုင်ပြီးတကယ်ကောင်းဆောင်တွေကတော့လොမြောက်နေသေးပဲလို့ရေးသားခဲ့ပါတယ်။သူ့ရဲ့အဆုံးသတ်စကားကတော့အဂရီလိုက်စားသူတွေကိုအကောက်ဝဲပေးတာရက်လိုက်ပါ။ဒါဆိုရင်ရာဇဝတ်ကိုင်းတွေလည်းအလိုလိုရက်သွားပါလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ဒါ့အပြင်သူကမကြသေးမီကထိုင်းနိုင်ငံကိုတုံ့လောက်စီခဲ့တဲ့အမှုကြီးတွေကိုတန်းစီကိုးကားခဲ့ပါတယ်။ထင်ရှားတဲ့အမှုကြီးတွေဖြစ်တဲ့တူဟောင်နဲ့ဂျင်လင်းကလပ်အမှုတရုတ်နိုင်ငံသား9000ကိုတရားမဝင်ဗီဇာထုတ်ပေးခဲ့တဲ့ ရွှေရှင်းချီအမှုရဲရရှိတွေကိုယ်တိုင်ပါဝင်နေတဲ့ Inspector Suwa နဲ့ Mini Long Saw ကွန်ရက်အမှုတွေပြင်မြန်မာနိုင်ငံနဲ့ဆက်ဆက်နေတဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ဆွဆွဲခံထားရတဲ့အထက်လွတ်တော်အမှန်ဟောင်းတူရဲ့အမှုတွေထိပါပါဝင်တော်ကိုထောက်ပြပါတယ်ဒီမှုတွေအားလုံးမှာဝင်ကြီးတွေလွှတ်တော်မတ်တွေနဲ့ရဲရရှိနေရာကျော်ပါဝင်ပတ်သက်နေလို့သူကဖွင့်ချခဲ့ပါတယ်ဒီရာဇဝတ်ကောင်တွေကိုဘာကြောင့်အကောက်ရပေးနိုင်နေတာလဲဒေါက်တာမာနကတော့စနစ်ရဲ့အဓိကအားနည်းချက်ကိုထောက်ပြခဲ့ပါတယ် အဲ့ဒါကတော့2020ခုနှစ်မှာ AML ငွေကြေးခွာချောင်းတိုက်ဖြတ်ရေးယုံကစီမင်းတခုကိုပြင်ဆင်ပြီးရာဇဝတ်ကောင်တွေကိုအဓိကအသုံးပြုတဲ့ဘဏ်တွေကိုတန်တရားဖြစ်ဖွယ်ငွေလွှဲပြောင်းမှုတွေတိုင်ကြားမဲ့တာဝန်ကနေကင်းလွတ်ခွင့်ပေးလိုက်တာပါပဲငွေလမ်းကြောင်းကဘယ်တော့မှမညာဘူးလို့သူကဆိုပါတယ်ဒေါက်တာမာနာရဲ့ဒီဖွင့်ချမှုဟာထိုင်းစုရဲ့ကြားဖြတ်တွေပေါ်စစ်ပွဲဟာအောင်မြင်ခြင်းနဲ့ဆိုရင်ပြင်ပကရာဇဝတ်ကောင်တွေကိုမရှင်းလင်းခင်သူတို့ရဲ့အတွင်းပိုင်းကအာဂရိလိုက်စားနေတဲ့ဩဇာကြီးပုဂ္ဂိုလ်တွေကိုအရင်ဆုံးရှင်းလင်းဖို့လိုအပ်တယ်ဆိုတာကိုထောက်ပြနေတာပါ